ရောက်လာမှာပါစပွဲဝိုင်းတော့တေချာကရောက်လာတယ်နည်းနည်းကြာဦးမယ်လို့ထင်ပါတယ်ကြာကြာတယ်ဆိုတာကတော့စီးရဲနိုင်ငံကြီးရဲ့အခြေအနေပုံမှန်ဒီပြည်တော်မှာကြာဦးမယ်ဒါပေမဲ့အရှင်းရှင်းပြင်းနေမှာတော့စပွဲဝိုင်းတော့ရောက်လာလိမ့်မယ်မမှန်မှန်တယ်အခုဆိုလို့ရှိရင်ရခိုင်မှာတိုက်ပွဲကြောင့်ပေါ့လေတိုက်ပွဲကြောင့်နေရာတကာတိုင်းမှာ အပြည့်အစုံတွေအခြေခိုက်တွေရှိတယ်ပြည့်စုံဆိုရမှာအစအမပြည့်စုံတွေလည်းတပြောလို့ခြင်းမဟုတ်ဘူးလူသားတွေလူသားအရင်းမြစ်တဲ့ဆုံးရှုံးမှုတွေအများကြီးတယ်စိတ်ဖြစ်တယ်လို့ဆိုတာကိုယ့်ရဲ့လူအင်ဆန်ကရပိုင်ခွင့်ကိုတိုင်းပြည်နဲ့ကိုယ့်လူမျိုးရပိုင်ခွင့်အတွက်တိုက်ပွဲဝင်နေဆိုတာကိုတို့ကလည်းလုပ်ခဲ့ကြတာဖြစ်တယ်ကိုတို့ကလည်းလူသားဖြစ်ကြတာဖြစ်တယ်ဒါပေမဲ့လို့စိတ်ကိုစိတ်နဲ့ဖြည့်ချင်းချင်းတည်အခက်အခဲများရှိတယ် တဲ့ပေါင်းများစွာဆုံးဖြတ်ရတယ်။စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးအားလုံးကဆုံးဖြတ်ရတဲ့အတွက်ကြောင့်စစ်ကိုစစ်နဲ့ဖြည့်ရှင်းဖို့ရခဲ့။နိုင်ငံရေးစပွဲပွဲရောက်ပြီးတော့မှကိုလိုရှင်တာသူလိုရှင်တာနှိအစိုးရဘက်ကလည်းပြင်းနိုင်တာပါပြင်းနိုင်။ကိုတို့ကလည်းဘာဘာတွေတောင်းဆိုနိုင်လဲ။တောင်းဆိုတာအားလုံးရရှိမှရတယ်။အစိုးရကလည်းပြင်းရှင်မှုမှပြင်းမယ်။ဒါပေမဲ့အနည်းကဆုံးတော့အဖြေရအောင်တော့မတို့ဆွေးနွေးဖို့လိုအပ်တယ်လို့ င်ပါတယ်ဒီတော့ပဲလွန်တာထက်လည်းအရှင်ကကိုကြံနေသေးတယ်